အားလုံးမင်္ဂလာပါကျွန်တော်ကတော့ chef main ခံပါပါဒီနေ့ကတော့ခနောရဲ့ master of the kitchen အစီအစဉ်ရဲ့နောက်ဆုံးအပိုင်းကိုရောက်ရှိလို့လာပါပြီဒီ editor ကြောင့်မလို့နောက်ဆုံးပိတ်အင်းရဲ့လွယ်နေနဲ့ဒီနေ့ဖိတ်ခေါ်ထားတဲ့အေးတွေကတော့မင်းသမီးကျော်မင်းမျိုးဖြစ်စေမဖြစ်ပါဘူး thank you မင်္ဂလာပါမင်္ဂလာပါမော်လေးအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကနမျက်တို့နောက်ဆုံးဆိုတော့အကောင်းစားလေးချက်ကြမယ်ပေါ့နော်ဘာဘာလေးရွေးထားလဲဒီနေ့ကတော့ကျွန်တော်က ဒီမြန်မာနိုင်ငံဒေသအဒီဒီယာဟင်းပွဲတွေဖြတ်ပြလာခဲ့ရပါဘောเนาะအဲ့တော့အခုဒီဒီနေ့နောက်ဆုံး episode မှာတော့အဲကျွန်တော်ရူးရူးရှင်းရှင်းလေးပဲပေါ့เนาะရှမ်းဖောက်ဆွဲနဲ့ဟင်းရတောက်ကလေးတစ်မျိုးတပြောင်းစီစဉ်ထားရမှာစားမယ်เนาะအမစားဖို့လာရအမ Okay အဲ့ဆိုလို့ရှင်အဲရှမ်းဖောက်ဆွဲဆိုတာနမတို့တွေရှမ်းလူမျိုးတွေရဲ့အစားအစာတစ်ခုထပ်ပို့တယ် signature လို့ပြောလို့ရပါဘောเนาะ အဲနမတို့ဒီရှမ်းခောက်ဆွဲဆိုတဲ့ဟာကိုနေရာဒေတာမရွေးရအကုန်လုံးကလည်းကြိုက်ကြတယ်ပြီးတော့အရန်လည်း signature ဖြစ်တဲ့စားစရာတစ်ခုဖြစ်တယ်ဆိုတော့နမကိုယ်တိုင်လည်းအရန်စားခြင်းတယ်ပြီးတော့အများရန်လည်းကြိုက်တဲ့အစားစာပေါ့နော်အိမ်မှာဆိုလည်းအများရန်ချက်စားဖြစ်တယ်ရှမ်းခောက်ဆွဲဆိုတာမနက်စာမှာမီနူးတစ်ခုမှဆိုမပါမဖြစ်ထဲမှာလည်းပါတယ်ဆိုတော့အဲ့တော့ဒီနေ့အဲကောင်းကောင်းလေးနဲ့နမတို့ special လေးချက်ကြပါမယ်နော်ဟုတ်ကဲ့ဒီရှမ်းခောက်ဆွဲကတော့လေဒေတာတစ်ခုနဲ့တစ်ခုချက်နီးတွေကလည်းမျိုးစုံချက်ကြပါဘောဒီနေ့ကတော့ အများလည်းပဲလောလောကူလေးလိုက်ချက်လို့ရမယ်လိုက်ချက်လို့ရမယ်ဟာဟုတ်တယ်နော်နည်းနည်းပဲချက်လိုက်မှာပေါ့နော်ကဲအဲ့ဒါဆိုကျွန်တော်တို့ဆက်လိုက်မယ်မှာโอเคစကြမယ်ကဲအဲ့တော့ဘယ်ကနေစကြမလဲအဲ့ဒါဆိုဒီနေ့ကတော့ကြက်သားလေးနဲ့ပဲရူးရှင်းချက်လိုက်မယ်အဲ့တော့ကြက်သားလေးအရသာဆက်နေလိုက်အမနေလိုက်ပေါ့နော်ကျွန်တော်အရသာလေးထည့်ပေးမယ်အခုဒီနေ့ကတော့ကျွန်တော်ကဒီ ဟင်းပွဲတွေအကုန်လုံးအဓိကကတော့ခနှောင်းကနေပြီးတော့အစ်စ်ထုတ်ထားတယ်။ဗတ်စုံသုံးဟင်းကက်အရသာမုံလေးနဲ့ချက်တယ်ပေါ့နော်။သူကတော့တခြားစားလို့ဟင်းချိုမုံလို့အရသာမုံလေးဘာမှထထေးစရာမလိုဘူး။သူတစ်မျိုးနဲ့ပဲပြည့်ပြည့်စုံတယ်။နှမျိုးသုံးမျိုးတွေလည်းဝယ်စရာမလိုတော့ဘူး။ဟိုအရင်အစဉ်ပြေဘာဖြစ်လို့လဲဆိုတော့အမားတို့အင်ရှင်မားတွေဆိုတာကြတော့နော်ဟို ဘတ်ဂျက်ဆေးဖြစ်ချင်တယ်လေနော်ဟိုဟာဝယ်ရအောင်မဒီဟာဝပြင်ဈေးသွားကန်နေဆိုစည်ရင်းလောက်ရတာလေဟိုဟာကြံပါဆိုလို့ဒီဟာကြံပါဆိုလို့အဲ့ဒါပြင်ဟင်းချက်တဲ့အချိန်ဆိုလို့ရှိရင်လေအော်စားထဲဖို့မေ့သွားတယ်ဟင်းပွဲရအဲဟိုဟာထဲဖို့မေ့သွားတယ်အဲ့လိုတွေဖြစ်စရာမလိုတော့ဘူးတမျိုးတည်းဆိုတော့မေ့မှလည်းစိတ်ပူရအောင်စားကုန်နေလို့ဘာကုန်နေလို့တွေမရှိတော့ဘူးနော်ဒါလေးတမျိုးရှိရတဲ့အစဉ်ပြီးတော့သူကအများကြီးတည်းထည့်စရာမလိုအော်အသား30တောင်းမှဒီလိုမျိုး teaspoon လေးနဲ့တစ်စွန်းထည့်ရင်ရောရတယ်နာမည်ကိုသုံးလဲခံတာပေါ့နော်သုံးလဲခံတယ်ကိုကအကယ်၍အရသာပို့ပြီးတော့ ใจเนาะใจสุดเราแคลุยอย่างเนาะกูเอใจใจแค่ลุยอะ่ากูว่าจะนอนดีนี่ตามาเซร้าเราเชียร์เราต้องลองแทนถ้าจะตาลิ้งเนื้วขนาดขนาดถังเนาะเนี่ยไรเหมือนเนาะล้างสุนี้ครย่าบอนี้ขนาดขนาดอะไรเหมือนเนาะตาลิ้งขนาด่ายเช้มอ่ะมาเอ้ยไร ဒါလေးကတော့ကျွန်တော်ဒီမှာကျက်သွုံယူတို့ဂျင်းတို့နဲ့ကျက်ယူလေးပြုတ်ထားတယ်။အိုးကျက်ယူပြုတ်ထားတာ collection ပေါ့ collection ။ဒါတော့ကြာကြာပြုတ်နေတော့ပိုကောင်းနေပါတော့။ပိုကောင်းနေတော့ဒီလေးနဲ့ကျွန်တော်တို့ကြာကြာလေးတည်ထားမယ်။ဒါလည်းကျွန်တော်အာမမရောက်ခင်နဲ့ကျွတ်တည်ထားလိုက်တာ။ဟုတ်တယ်။ခလေးတွေအတွက်ဆိုလည်းအိမ်မှာအမြဲတမ်းလုပ်ပေးဖြစ်တဲ့စု။ Okay အဲ့ဆိုလို့ရှိရင်ဒါတည်ထားတော့တည်ထားတော့ချက်လိုက်မယ်။နော်အဲ့ဒီချက်လိုက်။အဲ့ဒါမီးလေးဖွင့်ပေးမယ်နော်။ဟုတ် မအရင်ခက်ခဲပြီးတော့မှုေတဲ့တာဝန်ရှိဝေးမယ်လေခက်ခက်ငယ်ငယ်လေးလုပ်ပေးလိုက်အဲဒါစီလေးတင်တော်ရုံထည့်မယ်နော်ဟုတ်ကျွန်တော်ဒီမှာပြင်ထားတဲ့ကျသွန်နီနဲ့ကျသွန်ပြည်ပြည်ထည့်မယ်ဟုတ်ကဲ့ဟာဒီအကုန်လုံးနော်ဟုတ်ကဲ့ဟာဒီဒါလေးကိုနည်းနည်းလေးငေါလာအောင်ဖြတ်ပေးမယ်နော်โอเคမွေးလာပြီနော်အမမွေးလာပြီတော်တော်မွေးလာကျသွန်လေးလည်းနည်းနည်းအီးပြီဆိုတော့ကျွန်တော်တို့ရောင်နေမုန်လေးနည်းနည်းလေးထည့်မယ်အများကြီးတော့မဟုတ်နော်ဟုတ် အဲ့တော့သူရဲ့စိမ့်ညံလေးနည်းနည်းလေးကြည့်အောင်ဆောင်မနော်ကြည့်ပါအဲ့တော့ဒီစိမ့်ညံလေးပြောင်းပြီးစက်သားလေးထည့်လိုက်မနော်ရှောက်ခေါက်ဆဲဆိုလေးမှတ်မိရအမတူကဟိုငငယ်ရောဆိုလို့ရဒီចောင်းပိတ်တယ်ဆိုတောင်ကြီးမှာပဲသွားနေရလေရှောက်ခေါက်ဆဲဟို15ရက်လောက်ဇက်တိုင်းမမုံမဲနေတိုင်းစားဘူးလေအာအဲ့အဲ့လိုမျိုးကြိုက်တဲ့စားစားပါ ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခင်းညင်လေးထည့်လိုက်တချို့လည်းခင်းညင်လေးမထည့်ဘူးပေါ့နော်ဟုတ်တယ်ဒီမှာတော့ကျွန်တော်တို့ထည့်လိုက်ဟုတ်ကဲ့အဲ့ဆိုမှကျွန်တော်တို့အနှစ်ကလေးကြာသွားအောင်လीရေလေးထည့်ပြီးတော့ခဏထည့်ထားလိုက်ထည့်ထားလိုက်နော်ထည့်ထားလိုက်နော်လှလှလေးလို့တော်တော်မွေးလာပြီအနှစ်ကလေးလည်းကြာလာပြီဟာစီလေးလည်းနည်းနည်းပြန်လာမယ်ဆိုတော့ဒါပေမဲ့ပုံမွေးအောင်လေးဒါ short cut ပတ်ကောကို ဟိုနဲ့နှမ်းနဲ့စီတက်ထားတဲ့စီလေးပေါ့အဲ့ဒါလေးနည်းနည်းလေးထည့်ပေးလိုက်မယ်နော်ဟုတ်ကဲ့ဟုတ်ပွဲပြင်းတဲ့ခါကျလည်းနည်းနည်းထည့်ပေးဒါပေမဲ့ဒီအသားထဲမှာပုံမှုရေးအနံ့ပေါ့နော်နည်းနည်းလေးအရာကလေးနင်းကြည့်မယ်ကျွန်တော်တို့အသားနယ်တော့ကတော့သူကအသား30သားဆိုရင်1 teaspoon လောက်ထည့်ပေးရတယ်နော်20သားကနှစ်ဆုံးထည့်တယ်ဒါပေမဲ့ခဲငင်ပြီးတော့ပါလို့နည်းနည်းထည့်ထားရဲဆိုတော့လိုရရင်တော့ထည့်ထည့်မယ်မလိုဘူးဆိုရင်တော့မထည့်တော့ဘူးနော်အဲ့တော့နင်းကြည့်ပါဒီမှာနင်းကြည့်ပါ ောက်ဆွဲနဲ့ဆိုလို့ရှိရင်တော့ပေါ့နေလေးဒီတိုင်းကတော့ okay ပဲ။ဟုတ်။အဲဆိုတော့ခနောရဲ့ဗတ်စုံသုံးခင်ခတ်ရတာမို့လို့နည်းနည်းလေးထပ်ထည့်မယ်နော်။ဟုတ်။ဇွန်တော့ဝါလောက်ပေါ့။နော်။အသားထဲမှာလည်းအရသာစိတ်ဝင်နေတယ်နော်။အသားထဲမှာလည်းတခါတည်းစိတ်ဝင်နေတယ်။ဆိုတော့ကျွန်တော်ကဒီခနောရဲ့ဗတ်စုံသုံးခင်ခတ်ရတာမို့လို့နည်းနှပ်ပြီးတော့မှချက်တာဆိုတော့လေ။ແຕ່ໂຕເລຊີບີແອມີဆိုတော့ຄັນນີ້ຍາມີເນາະຫມາຫມາເອົາມີລີໄປຖ້າແລ້ວຄັນນີ້ຖ້າແມ່ ကျွန်တော်တို့ခင်းချိုလေးမြည်ရခင်းချိုလေးโอเคဆက်ဆက်ဟုတ်ရာရာချလိုက်မယ်နော်ဟင်းညိုလေးလေးနည်းနည်းလေးပေါ့မယ်နော်ဟုတ်အဲဆိုရင်ခနောရဲ့ဗတ်စုံလုံးဟိကရရတာမို့လေးနည်းနည်းလေးထထဲမယ်နော်ဟုတ်ဒါတော့နည်းနည်းပို့ထည့်ရမယ်ထင်တယ်ပို့ပေါ့ပို့ပေါ့ရနော်ဟုတ်တယ်နောက်ကျတော့အရေးတော့လည်းဖြစ်တာနော် ကဲအဲ့ဆိုကျွန်တော်တို့အနှစ်လေးရပြီဟင်းချိုလေးလေးရပြီဆိုတော့ခေါက်ဆွဲလေးရင်းနှီးဖြော်ပြီးပွဲပြင်လိုက်ရအောင်ပွဲပြင်လိုက်လေโอเคပွဲပြင်လိုက်ဒါအဖွဲစီဆန်ပွဲပဲဆန်ပွဲဟုတ်ကိုယ်ကဆန်စီကြိုက်တယ်ဆိုရင်တော့လေဆန်စီပေါ့နော်အစီနဲ့ပေါ့နော်ကျတော့ပုံမှန်ပွဲလေးကိုကောက်ကိုလက်မှန်းလေးနဲ့ထည့်လိုက်ပါနော်။သွားတော့ဒါရေလေး3နိနေလောက်ကြိုးစိမ်ထားရင်တော့မြင်မြန်နူးတာပေါ့နော်ပြုတ်တဲ့။ဟုတ်။ဒီလိုထည့်လိုက်တာ ဲ့ဆိုမြန်မြန်လေးနူးအောင်လို့ခဏအဖုံဖုံထားပြီးတော့ဟာ3မိနစ်လောက်ပေါ့ဟုတ်ခဏရဲ့ဘာဆိုတော့ခင်ခတ်ရတာမို့လို့နည်းနည်းလေးပဲထည့်အောင်ဘာလို့ဆိုတော့အနှစ်တရားလဲသူကသူရတာပါပြီးသားဆိုဇွန်ပြားလေးပဲပေါ့နော်အယောင်လေးနည်းနည်းလေးပို့လှသွားအောင်လို့တော့ဇွန်ပြားကြီးပေါ့နော်နည်းနည်းလေးထည့်ယူရရင်ချက်ပေါ်ပါကောနဲ့နှမ်းနဲ့စီလေးနည်းနည်းထည့်မယ်နော်လေးကိုအော်ရင်မွေးမွေးလိုက်မယ်နော် ဆိုတော့ပကံလေးထည့်လိုက်မယ်နော်ဟုတ်ဟောဒါကတော့ပွဲပြင်းမဲ့ပကံပေါ့နော်ပွဲပြင်းမဲ့ပကံလေးပေါ့နော်ဟောအယောင်လေးလေးနဲ့စီရနေနေပေါ့နော်စီနေပြီပြီးသွားရင်ခလေးကတော့မုံကြီးရွက်ကလေးကအလားစင်မှုပဲအဲကြိုက်တယ်ဆိုရင်လည်းပဲရွက်တို့တခြားခေါ်ရခန်းညို့လို့ကိုကြိုက်ရဲ့အရွက်ပေးထည့်စားပေးရနော်ဒါလေးကိုရင်းနှီးလေးတစ်ချက်ဖြောလိုက်နော်အရောင်ဆင်းလေးကအရန်ကွာသွားတယ်။ဟုတ်တယ်။ပြီးွားရင်ကျွန်တော်ဟိုကနေ ချက်သွမ်းမိတ်ချက်သွမ်းမိတ်နည်းနည်းပေါ့နော်အဲချက်သွမ်းမိတ်လေးဖြူမယ်အတူတူနန်းလေးနည်းနည်းဖြူပေးမယ်နော်နန်းတော့โอเคဒါဆိုရင်ရှမ်းကောက်ဆိုရတာရပြီပေါ့ပြီးရင်သူနဲ့တွဲစားမှုခင်းဂျိုလေးအကြီးတောက်ကလေးကလည်းပွက်နေပြီအရာလာပြီဒါကြတော့လေကျွန်တော်ပဲလေးကလေးကိုကြော်ထားတာဟုတ်ပဲလေးလေးအော်ဟေးနဲ့စားဖို့အဲ့ဒါကြီးကြီးလို့ရတယ်ပေါ့ ခုနကတည်းကတွေ့နေတယ်စားကြတယ်။မွေးလဲမွေးနေအောင်။ဟုတ်ကဲ့မွေး။အဲ့ဒါလေးကိုနည်းနည်းလေးချွေထည့်လိုက်မယ်နော်။ဟုတ်။အင်းခင်ပူပူလေးနဲ့ကျွတ်ကျွတ်ကလေးနဲ့အရင်လိုက်ဖတ်တာဟုတ်ပါ။ဟိုထဲရောက်သွားရင်ကျွန်တော်တော့အီအီလေးပြန်ဖြစ်သွားမှာ။ဟုတ်။အဲ့ဒါဆိုရင်ကျွတ်ကျွတ်လေးထည့်လိုက်မယ်နော်။ခင်ဗျပူပူလေးပဲပဲလေးကလေးပေါ့နော်ချလိုက်ရမနော်ဒီပါရင်သူ့ပေါ်မှာလဲစက်တုံးလေးလေးနဲ့ထည့်မယ်နော်ဟုတ် အဲ့ဆိုတော့ဒီနေ့ချက်ပြရတဲ့တတော်လိုက်ကလေးပြီးတော့ဒီမှာ Okay ဒါဆိုလို့ရှိရင်တော့ ready ဖြစ်ပြီဆိုတော့စိတ်ဝင်စားဖို့အကောင်းဆုံးအပျော်ဆုံးချိန်စောင့်နေတာဒီချိန်ကိုစောင့်နေတာဟုတ်ပါတူလေးယူအဲ့ဒါမှွေလိုက်မယ်နော်ဟုတ်ပါအဲ့လေအည်လေးအတုပ်လို့ဆိုရင်အည်လေးနည်းနည်းလေးရွှဲတာကြိုက်တယ်ဆိုရင်တော့ပြုတ်ရည်လေးဆန်းပြီးတော့နေလိုက်ရေလုံးနေကြအဲ့ဒါဒီစုံလေးကအမှဟင်းကြုံမျိုးနော်ဟုတ် ီးလို့ရပါပြီညီလို့ရပါပြီဒန်ဒီဒန်ဒီဒီထဲမှာနည်းနည်းလေးညီလိုက်တော့နော်ဟုတ်嗯，味道呢？嗯，那是呗。不，我们来多呗，喏嘛。多呗。这个呗，你看到啊，这头台很看不惯。这米味呢，我比较重，喏。哎呀，大，我比较嘞，比较重些，都看啥了，喏。啊，这里很有灵异气味嘛。嗯。 ပဲလေးကလေးကလေအခုပြော့လာခေါက်စစားနေစားကြတယ်โอเคအဲ့ဆိုရင်ဒါပဲလေးနဲ့ပေါ့နော်တစ်ခါတည်းတွဲပြီးဟုတ်อืมအရင်ကောင်းကျဆူပြုတ်ရဲ့အရာသာရောอืมပြီးတော့ဒီခနောရဲ့အရာသာထပ်ပြီးတော့ပေါင်းလိုက်တဲ့အခါကျတော့လေတော်တော်လေးလေးပင်ပင်လေးနဲ့ရမ်းစားလို့အရာသာရှိွာပဲလေးလေးနဲ့လည်းမှုန်းနေရပါတော့ပဲလေးလေးလည်းမှုန်းရတော့ပဲ ตีอยู่นี่ใจมาล่ะอืมอันนี้ซ่าลงมาเลยเจ๊ซื้อมา ခုဆိုရင်တော့ကျွန်တော်တို့ရဲ့ master of vacation season လေးကတော့ပြီးဆုံးသွားပါပြီဒီ season မှာကျွန်တော်ချက်ပြခဲ့တဲ့ဟင်းပွဲတွေကိုလည်းပဲအိမ်မှာ live ချက်ကြည့်ကြမယ်လို့ယုံကြည်ပါတယ်ချက်ပြတဲ့ဟင်းပွဲလေးရှိရဆိုရင်လည်းဒီ post ရဲ့ comment အောက်မှာမှတ်ခဲ့ကြပါအောင်เนาะပြီးတော့ခဏတော့နေပြီးတော့အစ်စ်ထုတ်ထားတဲ့ဗတ်စုံသုံးဟင်းခတ်အရသာမုံလေးကိုသုံးပြီးတော့အရသာရှိတဲ့ဟင်းပွဲတွေကိုဖတ်နိုင်ကြပါစေမြတ်တို့ဒီ season မှာပါဝင်တဲ့ဟင်းပွဲလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ခဏတော့မြန်မာ Facebook page မှာဟင်းပွဲချက်ပြုတ်ပုံအစင်စင်ကိုအသေးစိတ်ဝင်ရောက်ဖတ်ရှုပြီးတော့အိမ်မှာလည်းကိုယ်တိုင်လိုက်ပြီးတော့ချက်ပြုတ်နိုင်ပါတယ်เนาะ တမျိုးတည်းနဲ့ပြည့်ပြည့်စုံတဲ့ခနောပတ်စုံသုံးဟင်ခါမုတ်